အမကိုတစ်တော့မှတိကျမှာပါခရီးသွားဝေစာမှု လုပ်တဲ့မက်ရှာ၃လပိုင်း၉ရက်နေ့ညကပျောက်လို့လိုက်ရှာကြတယ် သုံးလပိုင်းဆယ်ရက်နေမှာမတ်ရှာအလောင်းကိုကြံကင်းထဲမှာတွေ့တယ် CCTV လိုက်ကြတော့အလောင်းတွေ့တဲ့နေရာနဲ့အနီးဆက်ဆုံးပုံရိပ်မှာမတ်ရှာနဲ့အမျိုးသားတယောက်အတူတူထွက်သွားတာတွေ့တယ်အဲ့ဒီအမျိုးသားကိုသူ့လောက်တဲ့ဆက်ယုံမှာရဲတွေကမနေ့ကပဲသွားခေါ်လာခဲ့တယ်မောင်ပိုင်လို့သူ့ကိုခေါ်တယ်ပထမကသူထွက်ဆိုချက်ပေးတာကမတ်ရှာနဲ့သူကဟိုလိုလိုဒီလိုလိုပြောတယ်မောင်ပိုင်ကမတ်ရှာစီမှာပတ်စံ၅တောင်ချီထားတယ်မောင်ပိုင်ကပတ်စံကို ပြန်ပေးမယ်ဆိုတော့မတ်ရှာကို နေရာတစ်ခုစီကိုချိန်ဆိုတယ်ရ ောက်တော့သူတို့စကားအနှဲငယ်များကြပြီးမက်ရှာက မောင်ပိုက်ဖုန်းကိုဆွဲလို့ပစ်လိုက်တယ်။မောင်ပိုက်လည်းစိတ်တူပြီးအတိတ်ယူလာတဲ့ဓာတ်နဲ့ လိုက်တယ်ပြီးတော့အလောင်းကိုတော်ရဲဆွဲခေါ်လာခဲ့ပြီးမက်ရှာစီးလာတဲ့စိုက်ကဲကိုလည်းချောင်းနဲ့ပြစ်ချလက်ဆဖြောက်လာခဲ့ပြီးသူကဆက်ယုံမှာပုံမပြတ်အလုတ်လာစေနေခဲ့တယ်။ပေါလာပိုင်းဆက်ရဲနေမှာမောင်ပိုင်းအလုတ်လုတ်တဲ့ဆက်ယုံမှာရဲကတော့ခေါ်လာခဲ့တာမောင်ပိုင်းပထမထွက်ဆိုချက်မှာမက်ရှာနဲ့သူကခိုလိုလိုတီလိုလိုဆိုတာလိန်ပြီးထွက်ဆိုတာအဲ့ဒီမောင်ပိုင်းမှာမိမရှိတယ်အဲ့ဒီမိမကမက်ရှာနဲ့ဆယ်နှစ်လောက်အတူပေါင်းသင်ခဲ့တဲ့အချစ်ဆုံးတငယ်ချင်းတငယ်ချင်းမမလေ ယ်အရင်ယောက်ျားကြီးရှိတယ်သူ့ယောက်ျားကြီးကတဆက်ယုံတငယ်ချင်းမကတဆက်ယုံသူ့တဲ့တဆက်ယုံတဲ့ကမောင်ပိုင်နဲ့တွေ့ပြီးတော့သူတို့နေရာကိုတိတ်တိတ်ကလေးပေါင်းတင်းနေခဲ့ကြတာမတ်ရှာဟာခရီးသွားဝင်ဆောင်မှုအပြင် တယ်လီဖုန်းတွေကိုလည်းရောင်းပါတယ်ရှင်မတ်ရှာနဲ့တငယ်ချင်းမကခင်တော့တငယ်ချင်းမကမတ်ရှာရဲ့ဖုန်းတွေကိုစက်ရုံမှာလပင်းနဲ့ရောင်းပေးပါတယ်မတ်ရှာရဲ့ဖုန်းရောင်းရငွေတွေကလည်းတစ်လတစ်ခါရှင်းပေးရတာဆိုတော့တငယ်ချင်းမစီမှာဖုန်းရောင်းရငွေတွေက အများကြီးအဲ့ဒီပတ်စံတွေကိုမတ်ရှာကိုပေးရမှာပါမတ်ရှာစီကတက်တက်ယူထားတဲ့ပတ်စံတွေလည်းရှိတယ်မောင်ပိုင်ကဖြစ်စီအားလုံးသူတယောက်တည်းကျူးလွန်ခဲ့တာဆိုပေမဲ့ရဲကမယုံဘူးမတ်ရှာကိုလှုပ်ချန်တာတယောက်တည်းမကဘူး ဘူး။တုံးလာပိုင်းဆယ်ရက်နေမှာနောက်ထပ်မိန်းမတစ်ယောက်ကိုသွားခေါ်လာခဲ့တယ်။သူကမက်ရှာရဲ့အချစ်ဆုံးတငယ်ချင်းအမှုကွင်းဆက်လိုက်ကြတော့တုံးလာပိုင်း၉ရက်နေ့ကတငယ်ချင်းမကမက်ရှာကိုအရင်အပြင်ခေါ်ထုတ်ခဲ့တာ။တငယ်ချင်းမကမက်ရှာစီကယူထားတဲ့ဖုန်းဘူးပတ်စံတွေရောတခြားပတ်စံတွေရောပေါက်လိုက်ရင်ဘက်ငွေ၆၀၀၀လောက်မက်ရှာကိုပေးเสียရရှိတယ်။ပတ်စံတွေကိုပြန်မပေးချင်တော့ မောင်ပိုင်နဲ့တငယ်ချင်းမကအစီအစဉ်ဆွဲကြပါတယ်ရှင်။ကိုရက်နေ့ကမတ်ရှားကို အပြင်ရအောင်ခေါ်ထုတ်လာခဲ့ပြီးမောင်ပိုင်ရှိနေတဲ့နေရာကိုတ တ်လဲနဲ့သွားခိုင်းခဲ့တယ်။ရှားကိုလှုပ်ကြံမှုသူတို့နှစ်ယောက်ကကြိုတင်အစီအစဉ်ဆွဲထားပြီးသားပါရှင်။ဘယ်လိုလှုပ်ကြံလဲဆိုတငယ်ချင်းမကသူ့ဦးဆောင်ကထွက်လာခြင်းက9ရက်နေ့ညနေ6:00နာရီ7မိနစ်မတ်ရှားကိုအိမ်ကခေါ်ထုတ်လာခြင်းကည8:00နာရီ10မိနစ်မတ်ရှားဘယ်နေရာမှာမောင်ပိုင်စောင့်နေမယ်ဆိုတဲ့အကြောင်းပြီးတော့ဝယ်သူကဖုန်းမှာလို့နေနဲ့ကအတူတပို့ပေးကြမယ်။စရင်းစာအုပ်ပါတခါတည်းယူခဲ့လို့မှားလိုက်တယ်။တငယ်ချင်းခိုင်းတဲ့အတိုင်းမတ်ရှားကလည်းအလုံးယူသွား ါတယ်ရှင်ပြီးတော့မတ်ရှာအကျွေးတွေကိုမပေးချင်လို့သူတို့နေရာကိုပေါင်းပြီးလက်စားဖြောက်ပစ်ခဲ့ကြတာလို့လို့ရင်အကျွေးတွေပေးစရာမလိုတော့ဘူးဆိုပြီးမတ်ရှာကိုရှင်းပြခဲ့ကြတာငယ်ချင်းကအစီအစဉ်အလုံးကိုသူတယောက်ပဲရေးဆွဲခဲ့တာလို့ဝန်ခံခဲ့တယ်ဘလောက်ထိလဲဆိုရင်ခဲလို့ရဲတိသွားရင် မောင်ပိုင်တယောက်တည်းအားလုံးဝင်ခတ်အောင်တင်ပေးထားခဲ့တယ်။တင်ပေးတဲ့အတိုင်းမောင်ပိုင်ထွက်ဆိုခဲ့ပေမယ့်ရဲကမယုံပါဘူးရှင်။ဒီအစီအစဉ်နောက်မှာကြိုးကင်သူရှိရမယ်ဆိုပြီးတငယ်ချင်းမကိုပါသခေါ်လာခဲ့တာ။မတ်ရှာကိုသူတို့ရှင်းပြခဲ့ပြီးတော့ဆက်တွယ်ပြောဆိုထားတဲ့တပ်တွေတွေမကြံအောင်လို့မတ်ရှာယူဆောင်သွားတဲ့ဖုန်းတွေစရင်းစာအုပ်တွေကိုပါတခါတည်းလက်စဖြောက်ပစ်ခဲ့ကြတယ်။ဒါပေမဲ့ရဲကလည်းသူတို့ကင်တဲ့ဖုန်းတွေကတစ်စင်းတပ်တွေလိုက်ကြတယ်။ဖုန်းထဲမှာမောင်ပိုင်နဲ့တငယ်ချင်းမစကား ပြောနေတာငါတို့ဘလို့လောက်ကြမယ်ပထမအစီအစဉ်ကမတ်ရှာကိုအခန်းထဲမှာလောက်ကြံဖို့ပါရှင်မောင်ပိုင်ကဒီမှာ CCTV တွေတက်ထားတယ် CCTV နဲ့ဝေးတဲ့နေရာစီငါတို့ခေါ်ထုတ်သွားမယ်ဆိုပြီးရှင်းပြခဲ့ကြတာပါရှင်ဆန်နဲ့ပတ်သက်လာရင် ကုလဲကုညီရသေးတယ်တဲကြောက်เสียကောင်းပါလားနော်ဒါတော့10နှစ်တာ ပေါင်းသိမ်းလာခဲ့တဲ့အချစ်ဆုံးတငယ်ချင်းမတ်ရှာလည်းကောင်းမွန်ရာရောက်ပါစေမိသားစုနဲ့ထပ်တူဝမ်းနည်းပါရစေ